တနင်္သာရီတိုင်းပိတ်ခိုင်တနင်္သာရီမြို့နယ်မှာချေရွာရဲကိုတနက်တွင်နဲ့လက်နက်ကြီးတွေဖြစ်ခတ်ခါစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ကြောင့်ရွာလုံးချွတ်ပြေးနေရပြီးရက်သားတယောက်ကိုလည်းစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ချေရွာနေပြည်သူတွေစီကနေသိရပါတယ်။မေလ20ရက်နေ့ညနေ4:00နာရီကဘဲလမုတ်ချေရွာအုပ်စုအလဲပိုင်းချေရွာရဲကိုလက်နက်ကြီးတွေနဲ့ တနက်တွေပြက်ခတ်ဝင်ရောက်လာတဲ့အချိန်ရွာသားတွေကုန်ကြောက်ရွံ့ကဘေးလွတ်ရာနေရာရစီတပြစ်တန်းဆောင်လာရတယ်လို့အလေပိုင်းရွာကအမျိုးသမီးတယောက်ကပြောပါတယ်အကုံရိုးရိုးတက်တက်ဖြစ်ကုန်နေထုံငယ်ဘက်ကပြေးတဲ့သူကပြေးကြတယ်ရွာထက်ကနေတနက်နဲ့ဖြစ်ရဲနေကြီးတွေကလည်းဖြစ်တယ်ဘယ်ကိုကြာမန်းအောင်မသိဘူးမပြေးနိုင်တဲ့တက်ကြီးရွယ်ကိုမိမကြီး၁၀ရောက်လောက်ပဲချန်နေလို့ပြောလာပါတယ် စစ်ကြောင်းကဖမ်းဆီးထားတဲ့ရွာကန်အမျိုးသားတွေနဲ့အမျိုးသမီးတွေကိုယနေ့9နာရီကျော်လောက်မှပြန်လွှတ်ပေးလိုက်ပြီးတော့ရွာကန်လူငယ်တယောက်ဖြစ်တဲ့အသက်22နှစ်အရွယ်ကိုခိုင်ဆောင်ဟင်းကိုစစ်ကြောင်းပြန်ဆုတ်ခွာခြင်းမှာဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။သူတို့ကဘန်လော့ရွာထဲမှာစခန်းချတယ်ပြီးတော့အဲ့ဒီကိုခေါ်သွားတာပါ။သူတို့လမ်းကနေခေါ်လာတာလားအင်ကနေခေါ်လာတာလားတော့မသိပါဘူး။ဆိုင်ကယ်ပါသွားပါတယ်။အဆိုပါစစ်ကြောင်းကအလဲပိုင်းချေရအနည်းရှိဘန်လော့ချေရကိုအင်အားအလုံးကြီးနဲ့အရင်ဝင်ရောက်တက်ဆွဲထားပြီးမှ တဆုတဆုခွဲကအလဲပိုင်းကျေးရွာကိုစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ကျေးရွာနေပြည်သူကပြောပါတယ်။လက်ရှိစစ်ကြောင်းဟာဗလမုတ်ကျေးရွာမှာတပ်ဆွဲထားတာကြောင့်ဖပြေးတင်းဆောင်နေကြတဲ့အလဲပိုင်းကျေးရွာကဒေသခံပြည်သူတွေမှာနေရက်ပြင်မြာသေးပဲကျေးရွာတချို့မှာတင်းဆောင်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။